နေတရာပစ္စည်းအကြောင်းကလည်းယုံနာအကျိုးကလည်းယုံနာနေတရာ ဆိုတာမိယာကိုအတိတ်ပဲရတယ်အကျိုးတရားဟာအကြောင်းတရားပေါ်မှာမိနေတယ်လို့ဆိုလိုတယ်တစ်ပင်ဟာမြေကြီးပေါ်မှာမိနေတယ်မြေကြီးမရှိရင်တစ်ပင်လည်းမရှိနိုင်ဘူးဒါကြောင့်မြေကြီးဟာတစ်ပင်ရဲ့မိယာပဲ အခုလဲအကျိုးတရားဆိုတာအကြောင်းတရားပေါ်မှာမိနေရတယ်ဒါကြောင့်မိယာကအကြောင်းမိတဲ့တရားကအကျိုးအဲ့ဒါကိုပဲနေတယပစ္စယောလို့ဆိုပါတယ်ပါဠိနဲ့ဘာသာပြန်စတ္တရောခန္ဓာအရူပိနောအညာမဉ္ဇဉ်နေတယပစ္စယေနာပစ္စယော စတ္တရော၄ပါးကုန်သောအရူပိနောနာမ်ဖြစ်ကုန်သော ခန္ဓာဝိရဏခန္ဓာတင်ညာခန္ဓာသင်္ခါရခန္ဓာဝိညာဏခန္ဓာတို့သည်အញ្ញမဉ္ဉံအချင်းချင်းနေတယပစ္စယေနနေတယတတိဖြင့်ပစ္စယောကျေစုပြုသည် ဟောတိ ဖြစ်ပါ၏အကြောင်းအကျိုးဒီတော့နေတယပစ္စည်းတစ်ခုလုံးကိုခြုံငုံကြည့်လိုက်ရင်အကြောင်းကလည်းယုံနဲ့နံ အကျိုးကလည်းယုံနေနံပဲအနစ်ချုပ်လိုက်ရင် အချက်၄ချက်တွေ့ရတယ်နံပါတ်1နန်တရားကနန်တရားကိုမိတယ်ဆိုကြပါစို့ဖះရှင်ခိုးနေတယ်ဆိုရင်ကုသိုလ်စိတ်ဖြစ်နေတယ်ကုသိုလ်စိတ်ဖြစ်ရင်ကြွဲကူရေပါဆိုတာလို ဝေဒနာစတဲ့စေတသိက်တွေလည်းဖြစ်တယ်ဒါကြောင့်ကုသိုလ်စိတ်ဆိုတဲ့နန်တရားကိုဝေဒနာစတဲ့နန်တရားတွေက မိကြတယ်။ကုသိုလ်စိတ်ကအကြောင်းတရားဝေဒနာစတဲ့နံတရားတွေကအကျိုးတရား။ရုပ်တရားကရုပ်တရားကိုမိတယ်။ပထဝီမြေအာဘောရေတေဇောမီဝါယောလေဆိုတဲ့ဓာတ်လေးပါးကိုသက္ခုပတာဒမျက်စိစတဲ့ရုပ်တရားတွေကမိနေကြတယ်။ဒါကြောင့်မိယံဖြစ်တဲ့ဓာတ်လေးပါးကအကြောင်းတရား စကုပတာဒမျက်စိစတဲ့ယုတ်တရားက အကျိုးတရားနံပါတ်၃ယုတ်တရားကနံတရားကိုမှီတယ်ဆိုကြပါစို့ဈဉံလျှောက်ပြီးတရားရှုမှတ်တယ်ဆိုရင်လှုပ်ရှားနေတဲ့ကိုယ်အမူအရာဟာစိတ်တရားယုတ်ပဲဘာကြောင့်စိတ်တရားယုတ်ဖြစ်လဲရှုမှတ်စိတ်ကြောင့်ဖြစ်တာဒါကြောင့်ရှုမှတ်စိတ်နံကိုစိတ်တရားယုတ်က မိနေပါတယ်ဒီတော့မိယာဖြစ်တဲ့ရှုမစိတ်နံကအကြောင်းတရားစိတ်တစားယုတ်ကအကျိုးတရားနံပါတ်၄နံတရားကယုတ်တရားကိုမိတယ်မြင်းသီးစိတ်နံဖြစ်တယ်ဆိုတာစကုပတာတာယုတ်မျက်စိရှိလို့ဒါကြောင့်မျက်စိကစကုပတာတာယုတ်ကိုမိနေပါတယ် ဒီတော့မိယာဖြစ်တဲ့သခုပတာဒယုတ်မျက်စိကအကြောင်းတရားမြင်းသီးစိတ်ကအကျိုးတရားအဲ့ဒါကိုပဲနေတရပစ္စယောလို့ဆိုပါတယ်အမိရှိမှယက်တည်နိုင်တယ်ဓမ္မနဘယ်မှာသာအမိကအရေးကြီးတာမဟုတ်ပါဘူးလောကနဘယ်မှာလည်းအမိကအရေးကြီးတာပါပဲအမိရှိမှယက်တည်နိုင်တယ်အမိမရှိရင်မယက်တည်နိုင်ဘူး ိုယ်ဘဝကိုကြည့်လိုက်ပါမိဘရှိလို့အခုလိုအခြေအနေရောက်လာတာပါမိဘမရှိရင် ကိုယ်ဘဝဟာ ဖြစ်เสียအကြောင်းကို မရှိပါဘူးနောက်ဆုံးမိဘနှစ်ပါးကကိုယ်ကို ပြစ်ထားသည်ဆိုစေအောင်တော့ကိုယ်ကိုလူပြစ်ခွင့်ပေးထားတယ်လေလူပြစ်ခွင့်ပေးလို့လဲလူဘဝရောက်လာတာမဟုတ်လားဒါကြောင့်မိဘနှစ်ပါးဟာ ကိုယ့်ရဲ့အမိရပါပဲယနေ့ခေတ်မှာတော့လူပြစ်ခွင့်မပေးတဲ့ မိဘတွေအများကြီးပဲကို ရင်ွယ်လက်ရောက်လာမဲ့တာသမီတွေကို လာလို့မရအောင်ဆေးဘွားတွေအမျိုးမျိုးတုံးပြီးတော့တားဆီးနေကြတယ်ဒီလိုတားဆီးခြင်းဟာသူများလမ်းပေါက်ကိုပိတ်လိုက်တာပဲသူများလမ်းပေါက်ပိတ်ရင် ကိုလမ်းပေါက်ပိတ်ခံရတတ်တယ်ယနေ့ခေတ်မိဘများသတိထားကြလေုံ ပြောကျင်တာကမိဘမရှိရင် ကိုဘဝဟာ ဖြစ်เสียအကြောင်းမရှိဘူးဒါကြောင့် မိဘနှစ်ပါးဟာကိုယ့်ဘဝရဲ့မိယာပါပဲအဲ့ဒါကိုနေတရလို့ဆိုပါတယ်ဒါကြောင့်မိဘကျေးဇူးကိုဘယ်တော့မှမမေ့ရဘူးမတပိတုဂုဏောအနန္တောဆိုပြီးမကြမကြနှလုံးသွင်းဆင်ခြင်ရမယ်ဆရာကျေးဇူးလူရဲလို့ဖြစ်လာရင် သူ့အရွယ်နဲ့သူပညာသင်ရတယ်မတင်လို့မရဘူးဒီတော့ဆရာကိုအားကိုးရတယ် ဆရာထံနီးခံပြီးပညာသင်ရတယ်ဒါမှပညာတတ်မှာမဟုတ်လားတာမန်လူတွေမဆိုထားနဲ့ပညာအရာမှာအသာဆုံးဖြစ်တဲ့အရှင်သာရိပုတ္တရာသီပင် အရှင်အတ္တစီထံနီးခံပြီးပညာသင်ယူခဲ့ရပါတယ်ဒါကြောင့်တစ္ဆာတည်သွားတာဆရာကျေးဇူးနဲ့ပတ်သက်ပြီးလေဒီဆရာတော်ကြီးပြောခဲ့တဲ့စကားကလည်းမှတ်သားစရာအလွန်ကောင်းပါတယ်ငါးပိုက်ထဲကစားရရား ငါဆရာရဲ့စာတွေပဲတဲ့အလွန်ထိမိတဲ့စကားပါဆိုလိုတာကဆရာရှိလို့စာတွေတက်လာတယ်ပေါ့ဒီလိုကျေးဇူးသီးလို့လဲလေဒီဆရာတော်ဆိုပြီးနာမည်ကျော်ခဲ့တာဒါကြောင့်ဆရာဆိုတာလဲကိုဘဝရဲ့အမိယာပဲဖြစ်ပါတယ်အဲ့ဒါကိုပဲနေတရားလို့ဆိုပါတယ်ဒါကြောင့်ဆရာကျေးဇူးကိုဘယ်တော့မှမမေ့ရဘူးအာစရိယဂုဏောအနန္တော ဆိုပြီးမကြာမကြာနှလုံးသွင်းဆင်ခြင်ရမယ် အနိုင်မဲ့ကျေးဇူးရှင်ဘဝဆိုတာဒီတစ်ခုတည်းရှိတာမဟုတ်ပါ အတိတ်ကလည်းဘဝတွေမြောက်များစွာကျင်လည်ခဲ့တယ်အနာဂတ်မှာလည်းယဟန္တာမဖြစ်မချင်းဘဝတွေမြောက်များစွာကျင်လည်ရအောင်မယ်ဒါကြောင့်ဘဝတွေကအနန္တအဲ့ဒါကိုတန်တရာလို့ခေါ်တယ်ဒါကြောင့်ပုထုဇဉ်တတဝါတွေဟာတန်တရာခီးတွေပါပဲဘယ်၍ဘယ်မြလျှောက်လိုက်ရမယ်ဆိုတာ မသိနိုင်ဘူး ဒီတော့အတန်တရာခရီးလျှောက်လန်းတဲ့အခါလမ်းကြောင်းတဲဖို့အရေးကြီးတယ်။လမ်းကြောင်းတဲဖို့အတွက်လမ်းညွန်သိရမယ်။လမ်းညွန်ဆိုတာတခြားမဟုတ်ဘူး။မြတ်စွာဘုရားဟောကြားခဲ့တဲ့အဆုံးအမတရားတွေပဲဖြစ်ပါတယ်။မြတ်စွာဘုရားဟာဘုရားဖြစ်တဲ့အချိန်ကစပြီးနောက်ဆုံးပြိဋိဘံဆန်တဲ့အသည့်ဒါကုသို့ဒါအကုသို့ဒါအတန်တရာဒုက္ခဒါဒုက္ခဉာဏ်ရနိဗ္ဗာန် ဒါနိဗ္ဗာန်ရောက်ကြောင်းတရားပဲ ဆိုပြီးတရားတွေဟောကြားခဲ့တယ်အဲ့ဒီလိုဟောကြားခဲ့လို့လူနဲ့မြန်မာတတဝါတွေဟာတရားတွေသိခဲ့ရတယ်ဖះသာမပွင့်ရင်ဒီတရားတွေသိเสียအကြောင်းမရှိဘူးတရားမသိရင်လှုပ်ချင်ရလှုပ်တော့မှာပဲလှုပ်ချင်ရလှုပ်မှတော့လမ်းကြောင်းလွဲပြီပေါ့လမ်းကြောင်းလွဲရင်ဘဝဟာရေစုံ မျောသွားမှာပဲဒါကြောင့်ဖះအဆုံးမဖြစ်တဲ့ ဓမ္မဆိုတာဘဝအလင်းရောင်ပဲဖြစ်ပါတယ်အဲ့ဒီအလင်းရောင်ကိုထုံးပြခဲ့တဲ့မြတ်စွာဘုရားသည်တလောကလုံးရဲ့မိယာဖြစ်ပါတယ်အဲ့ဒါကိုပဲနေတရားလို့ဆိုပါတယ်ဒါကြောင့်မြတ်စွာဘုရားရဲ့အနှိုင်းမဲ့ဂျေဇုကိုဘယ်တော့မှ မမေ့ရဘူးဗုဒ္ဓဂုဏောအနန္တောဆိုပြီးမကြမကြနှလုံးသွင်းဆင်ခြင်ရမယ်ဘယ်မှာမြဖြားခံလဲ မိဘမရှိရင် ကိုဘဝဟာဖြစ်เสียအကြောင်းမရှိဘူးဒါကြောင့်ကိုဘဝဟာမိဘမှာမြဖြားခံတယ်ဆရာမရှိရင် အတတ်ပညာဆိုတာ မတတ်နိုင်ဘူးဒါကြောင့်ကိုအတတ်ဟာဆရာမှာမြဖြားခံတယ်ဘုရားသာမပွင့်ရင် ကုသိုလ်အကုသိုလ်မသိနိုင်ဘူးဒါကြောင့်ကိုအတ္တိဟာဘုရားမှာမြဖြားခံတယ်ဒါကြောင့်ဘယ်အခြေအနေပဲရောက်ရောက်မြဖြားခံရခြေဆုရှင်တွေကိုဘယ်တော့မှမမေ့ရဘူး တတဝခတဲ့တရားကိန်းအေးငြိမ်းချမ်းသာ ရှိပါစေတိတခုအရှင်ဒေဝိန္ဒာပြီးဝန်တတာတုတာတုတာတု